အလုံးဝမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့တူမတူတဲ့အထာနဲ့ဘာကလေးဆိုတဲ့သတင်းနဲ့အတူ2025ခုနှစ်ကောင်မှာမိန်နဲ့ထွက်လာတော့မယ်မိုကာချင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမအဆုံးသတင်းတပုတ်အနေနဲ့တုံမတူတဲ့အထာနဲ့ဘာကလေးဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။အာကစားဝါသနာရှင်ပရိသတ်တွေနဲ့တိတ်မဆိုင်တဲ့ဘာကလေးဟာခရစ်တိုဘိုရောစိန်ကားနေပါတယ်။ဘာကလေးဟာဘာကလေးပရီးမီယံလိဆိုတဲ့နာမည်နဲ့ဘောလုံးဝါသနာရှင်တွေကြားရှင်နေပြီးသားဖြစ်တယ်လို့ UK မှာလည်းနာမည်ကြီးဘန်ကြီးတစ်ခုဖြစ်ပါတယ်။အခုတော့ဘာကလေးဟာသူတို့ဘန်ထော credit card တွေနဲ့ခရစ်တိုဝယ်တာကိုပိတ်ပင်လိုက်ပြီးဖြစ်ပြီးခရစ်တို token တွေရဲ့ဈေးတွေအတက်အကျကျန်းတာနဲ့ရင်းနှီးမြှုပ်နှံသူတွေအတက် ခရစ်တိုပိုင်းဆိုင်ရာနေဥပဒေတွေရှင်းရှင်းလင်းလင်းမရှိတာကြောင့်ဖြစ်ကြောင်းဘာကလေးရဲ့ဝက်ဆိုက်မှာဖော်ပြထားပါတယ်။ခရစ်တိုပိုင်းဆိုင်ရာစီမင်းစည်းကမ်းတွေအခုထက်နည်းနေချိန်တခြားဘဏ်တွေကလည်းခရစ်တိုအယောင်ဝယ်တွေပိတ်ပင်ထားချိန်2018ခုနှစ်မှာတော့ငါတော့ဘာကလေးဟာခရက်ဒစ်ကတ်တွေနဲ့ခရစ်တိုအယောင်ဝယ်ကိုခွင့်ပြုပေးထားခဲ့ပေမယ့်အခုလိုခရစ်တိုဥပဒေတွေများလာပြီးတခြားဘဏ်တွေကလည်းခရစ်တိုကိုလက်ခံဖို့တာဆူလာချိန်မှာမှာ ။ဘာကလေးကတဖန်ပြန်ပိတ်ပင်ခဲ့တာဖြစ်လို့သူများနဲ့မတူပဲတမျိုးလေးဖြစ်နေတာကိုကဘာကလေးရဲ့အထာလို့ဆိုရမလို့ပါပဲ။နောက်ထပ်သတင်းတဘောအနေနဲ့2025ခုနှစ်ကုန်မှာမိန်းနဲ့ထွက်လာတော့မယ့်မူခချင်းဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Animoca Brand ဟာ Digital Identity တွေအတွက်အဓိကရည်ရွယ်တဲ့လေယာဝန်းနက်ဝက်တစ်ခုကိုမိတ်ဆက်သွားဖို့ရှိနေပါတယ်။ သူတို့ရဲ့နာမည်ကြီးလူသုံးများပြီးတာ identity ecosystem တစ်ခုဖြစ်တဲ့ Mocha Network ကနေတဆင့်မိတ်ဆက်သွားမှာဖြစ်ပြီး2025ခုနှစ်ကုန်လမှာ Mocha Chain ရဲ့ main နဲ့ထွက်လာနိုင်မယ်လို့မျှော်မှန်းထားပါတယ်။ Deep Blockchain မှာကနေတဆင့် Web3 project တွေဟာ centralized platform တွေကိုအကူအညီစရာမလိုပဲ user တွေကို verify လုပ်နိုင်မှာဖြစ်ကြောင်း Mocha Network ဘက်ကဆိုထားပါဗျ။ Web Blockchain ပေါ်မှာမဆိုတိစောက်ထားတဲ့ application တွေကနေလည်း user data တွေကိုအတည်ပြုလို့ရနိုင်မှာဖြစ်ပြီး ဥပမာတစ်ခုအနေနဲ့ဆိုရင် Google account သုံးပြီး website တော်တော်များများမှာ sign in ဝင်လို့ရနိုင်တဲ့ပုံစံမျိုးဖြစ်လာစေမှာပါ။လောလောဆယ်မှာတော့ testnet ကို2025ခုနှစ် တတိယသုံးလပတ်လောက်မှာစတင်လဲပန်နိုင်ဖို့မျှော်မှန်းထားပြီး Mocha Network ရဲ့ Mocha Token ကိုတော့ deploy ချိန်ပေါ်မှာ staking လုပ်တာတွေ data generate လုပ်တာတွေနဲ့ data verify လုပ်တာတွေအတွက် fees အဖြစ်အသုံးပြုသွားမှာဖြစ်ပါတယ်။ Mocha ချိန်ထွက်လာမယ်လို့ကြေညာပြီးနောက်မှာ ။မောဂါကြိုကင်းရဲ့ဈေးဟာ600ခန်းလုံးလောက်တက်လာခဲ့ပြီးဒေါ်လာ0.075ဝန်းကျင်လောက်အထိဈေးတက်လာခဲ့ပါတယ်။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။